အော်တရုတ်နိုင်ငံဘက်ကကြည်တုံးရဲ့နိုင်ငံအကျိုးစီးပွားပဲသူအထူးကကြည်မှာဖြစ်တယ်ပေါ့နော်ခုကတကယ်ကိုကြည်နေမဟုတ်ဘူးအကျိုးစီးပွားအတွက်နဲ့ပဲအေးဒီကလုံးဘုရားမူကြီးမင်းအောင်နိုင်ငံတော့ဒါတရုတ်ကမ္ဘာရှိချင်းပြည်နေတွေ့ရတဲ့တွေ့ဆုံမှုမှာကျွန်တော်တို့အနေနဲ့ကတော့ဒါစိုးရင်တယ်လို့လည်းမတိပြောဖြစ်ပါတယ်ပေါ့ဟောဘာလို့လဲဆိုတော့လက်ရှိအနေအထားမှာကျွန်တော်တို့ရဲ့ ဟိုတရုတ်ကဒီမြို့လိုင်းရဲ့အနာစတိမြေကြီးမှာဗောနောနိုင်ငံတော်အစ်စ်လီနီကိုမှသူကဒါပရမဆုံးအခြေအဲတငယ်တော်အစ်စ်ဆိုတာတမန်တော်ကိုရအလားတွေ့ရတွေ့ဆုံဆွေးခေစာလို့တာဖြစ်တယ်ဗောနောသူထက်အရင်မှာလဲလို့ဆွေးနွေးမှုကြီးအများကြီးရှိခဲ့ပြီးမှအဲ့ဒီပုံမှာလဲပဲအာပြောင်းလဲတဲ့ ်တာတဲ့ပြောင်းလဲတဲ့အခြေအနေတစ်ခုကိုဖန်တီးနိုင်ခဲ့တာဖြစ်တယ်ပေါ့အာဥပမာပြပါဆိုလို့ရှိရင်ဒါအာရှိမှာလာရှိုးပြန်ပြီးလဲရတာပြီးတော့လက်ရှိအမြောက်ပိုင်းကမျိုးတချို့ပြန်ပြီးတော့ဒါစစ်ပြန်တောင်းယူတာမျိုးလုံးနေတယ်ဟောနိုင်ငံရေးအများကြီးကမှစိုးရိမ်ရာဖြစ်တယ်ပေါ့ဟောအနည်းချုပ်ပြောရလို့ရှိရင်တော့ဒါစစ်အနာရှင်တစ်ဆိုးရှိဖို့အတွက်ကိုဒါစိုးရိမ်ရာအခြေအနေဖြစ်ပါတယ်ပေါ့အရုပ်ကတော့အကျိုးရှိသွားနေပဲကျွန်တော်နိုင်ငံဟိုလက်ရှိချင်းကြီးပေါ့နော်သူကြီးကလည်းကဲကူးနေတယ်ဆိုရင်တော့ဗျာ ောနော်ဟိုအခုကတကယ်ကိုမြင်တဲ့အမှောက်ပဲအကျိုးစီးပွားအတွက်နဲ့ပဲတူပြီးရလို့တရုတ်ကစစ်ကောင်စီနဲ့ကုပေါင်းကူညီဆောင်ရွက်ပေးနေတယ်တော်မြန်မာနိုင်ငံအတွင်းငင်းချင်ရေးကိစ္စနဲ့ပတ်သက်လို့ကျွန်တော်မြင်လို့ပြောရမယ်ဆိုရင်တော့တရုတ်ကသူတို့လဝကြီးအုပ်ဂျိုးကန်ချဲ့တယ်လို့ရမယ်သူတို့ရဲ့ဩဇာကံစစ်ကောင်စီကအာဏာတည်မြဲရေးတဆိုးရှိရေးကိုပဲအလေးထားတယ်အရေးပြဆောင်ရွက်ပေးတယ်ပေါ့ဗျာ ဒါစစ်ကောင်စီကိုဆန့်ကျင်တဲ့ဘယ်ဖွဲ့စည်းကိုမဆိုသူတို့ကဖိအားပေးမယ်ချိန်ချောက်မယ်အချက်ကိုင်းမယ်အမှပြည်သူတွေကိုလုံးဝကြူမဆိုင်။အဲသူတို့ကိုကျစီပွားအတွက်သူတို့ရဲ့ကိုကျစီပွားကိုကာကွယ်ပေးမယ်စစ်ကောင်စီဝတ်တာသူတို့ကအဲဒေတာခိုင်မြေဖို့အတွက်ကိုပဲသူကရှေ့ရှုတယ် အော်တရုတ်နိုင်ငံဘက်ကကြည်တုံးရဲ့နိုင်ငံအကျိုးစီးပွားပဲသူအဓိကကြည်မှာဖြစ်တယ်ဘုံတော့အင်းကြီးချင်းနိုင်ငံရဲ့အကျိုးစီးပွားဆိုရှင်သူတို့ဟာကျွန်တော်တို့နိုင်ငံကိုသူတို့ဘရောမိုက်ကူးဆိုင်တာမဟုတ်ခဲ့ဘူးပေါ့နော်မစ္စရီကောင်ပြောက်ပိတာခေနိုင်ငံမဟုတ်ဘူးပေါ့အဲ့လိုဆိုတော့လက်ရှိသူတို့ကလည်းသူတို့မျိုးဝဲတွဲဆုံမှုပါကျွန်တော်ရဲ့ဒါစစ်အနာရှင်အာသက်ဆိုးရှိဖို့အတွက်ကိုပဲကျွန်တော်တို့ဆိုးရီဘူဗန်သွားပြီးမိမာရဲ့ပေါ့အဲ့ပြလဲအကျွန်တော်တို့မှာတော့ပဲပြောကြရှိပါလေခင်ဗျာသူတို့တွဲဆုံမှုကစက်ကောက်လေးတက်ဘလို့အားတကြဖြစ်နိုင်လဲသာအားတကြတော့ ိအများကြီးမရှိပါဘူးအဓိကတော့သူကတရုတ်အာကိုနဲ့ရောက်တွေကိုဖျားပေးမယ်သူတို့ဆုံးရှုံးသွားတဲ့ဆက်ရှုံးသွားတဲ့နေမြေတွေဆုံးရှုံးသွားတဲ့နေမြေတွေကိုပြန်ပြီးတော့ပေးဖို့ရောက်တွေကိုရောက်တွေရဲ့အဲဒီကသူတို့စစ်ကောင်စီကိုပြန်ပေးဖို့ပါဗျာတရုတ်ကိုဖျားပေးခိုင်းတယ်အဲသူတို့ပဲကျွန်တော်တို့ကမြင်ပါတယ်နော်ဟုတ်တရုတ်ရုရှားတို့ဘယ်လာရုမြန်မာမြန်မာစစ်ကောင်ဆောင်လို့ဆိုတာအာသူတို့ဟာခုနှစ်ချိန်မှာရင်းနှီးတဲ့ဆက်ဆံရေးတစ်ခုသူဖြစ်နေကြအဖြစ်တဲ့ကိစ္စပေါ့နော်သူကြီးကြီးရိုင်းပင်းပြီးတော့ ိုတွဲခေါ်သွားကြမှာပေါ့နော်အဲ့လိုဖြစ်တဲ့အတွက်မြန်မာရေးမြန်မာပြည်သူလူထုရေးအာမြန်မာလူတော်လည်းရေးရဲ့အခန်းကဏ္ဍကတော့အများကြီးအာထိခိုက်ရတယ်နိနာရတယ်နိနာရတယ်ဆိုတာထဲပေါ့နော်ဟိုပို့ပြီးကြိုးစားအထုတ်ပို့လို့ရမယ်ဆိုတဲ့အခြေအနေဖြစ်ပါတယ်ပေါ့နော်ဟိုတော့ပါပဲခင်ဗျာ